မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 4 pressure ပဲဖြစ်ပါတယ် density နဲ့ relative density တိတ်သီးခြင်းနဲ့နှိုင်းရတိတ်သီးစားတွေကိုပြောပြမှာပဲဖြစ်ပါတယ် density there is a myanmar rider which is heavier a viscose of cotton or viscose of iron ဝါခွန်တပိတ်တာနဲ့တန်တပိတ်တာဘယ်ဟာပိုလေးတယ်လဲဆိုတော့မြမဘယ်လေးတစ်ခုရှိပါတယ်အဲ့ဒီနှစ်ခုရဲ့ဒုတယ်တန်နဲ့ဝါခွန်ရဲ့ဒုတယ် volume မှာဘလောက်ငယ်တယ်ကြီးတယ်ဆိုတာကတော့ဒီဘယ်လေးကိုပိုပြီးရှုပ်ထွေးစေတဲ့အချက်ပဲဖြစ်ပါတယ်မင်းတို့လည်းဘလို့တွေးမလဲစူးစမ်းကြည့်ရအောင်အလေးချိန်ကတော့အတူတူပါပဲဒါပေမဲ့ဒုတယ်ကွာသွားတဲ့အတွက် density ကွာသွားတာပဲဖြစ်ပါတယ် density is the ratio of mass to volume အရာဝတ္ထုတစ်ခုရဲ့ mass နဲ့ volume drutto နဲ့ dure ရဲ့အချိုးဟာ density ပဲဖြစ်ပါတယ်အဲ့တော့ကျေတော့ density ကိုသူက rho နဲ့ရေးပါတယ်ကိုစားပြုတ်ပြီးတော့ rho ဆိုတာကတော့ဒီလိုလေးတခြားရင် rho equal mass က m အသေးပါ volume ကတော့ v အကြီးပါ။ဘာဖြစ်လို့ v အကြီးလို့ပြောရလဲဆိုရင်တကယ်လို့ရှစ်သင်္ကန်းစာမှာတော့ V အသေးရ velocity ပါဒါကြောင့်မလို့ V အကြီးဆိုရင် volume နဲ့တတ်မှတ်ပါတယ်မှားရေးလို့ရှိရင် velocity နဲ့ volume နဲ့မှားတတ်ပါတယ်အဲ့တော့အမှတ်မှာလဲရော့နိုင်ပါတယ်ဒါကြောင့်မလို့သတိထားစေချင်ပါတယ် velocity က V အသေးဖြစ်ပြီးတော့ဒီအခန်းမှာပါတဲ့ volume ကဒုရယ်ဟာ V အကြီးဖြစ်ပါတယ် in SI unit density is the expressed in kilogram per cubic meter အဲ့တော့ kilogram per cubic meter နဲ့တုံးပါတယ် density ရဲ့ unit ကို SI unit မှာ CGS နဲ့မှာတော့ gram per cubic centimeter နဲ့တုံးပါတယ်။နောက် gram per milliliter နဲ့လည်းတုံးပါတယ်။ဒါ density ဟာ scalar quantity ဖြစ်တယ်။ mass of the object can be measured using the valence ။ mass ကိုတော့ချိန်ငွေနေနဲ့တိုင်းတယ်။ချိန်ငွေနေတုံးပြီးတော့ drudge ကိုတိုင်းပါတယ်။အရာဝတ္ထုရဲ့ drudge ကို volume ကိုတော့ measuring cylinder တွေနဲ့တိုင်းပါတယ်။ တို့တဲ့ကို mercury cylinder တိုင်းတာတဲ့ cylinder ဒီမှာပုံမှန်ပြထားတဲ့ mercury cylinder လေးတွေ ਨੇ တိုင်းပါတယ်အဲ့တော့ once study in three state of matter matter တွေအခြေအနေ၃မျိုးလေ့လာတယ်ဘာတွေလဲဆိုရင် solid liquid gas တွေ solid liquid liquid gas တွေလေ့လာတဲ့အခါမှာ density ဟာအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်ဆိုင်ခဲတွေအရေးတွေအငွေ့တွေကိုလေ့လာတဲ့အခါမှာ solid state တွေကိုလေ့လာတဲ့အခါ liquid state တွေကိုလေ့လာတဲ့အခါ gas state တွေကိုလေ့လာတဲ့အခါမှာ density တိတ်သီးခြင်းဟာအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် mass of the object does not change အရာဝတ္ထုတစ်ခုရဲ့ mass ကမပြောင်းလဲပါဘူးဒါပေမဲ့ volume ကတော့မိကိုပါတယ်ဘယ်ပေါ်မှာလဲဆိုရင် temperature မှာဘာကြောင့်လဲဆိုပစ္စည်းတစ်ခုဟာဥပမာတက်ထူကြောင်တစ်ခုပူလို့ရှိရင်ပိုပြီးတော့ပွတယ် အပူချိန်ပိုးလာလေလေပိုးပြီးတော့ဒုတယ်ပိုးပြီးတော့ပြန့်လာလေလေပွလာလေလေကြီးလာလေဒါကြောင့်မလို့ဒုတယ်ဟာအပူချိန်ပေါ်မှာမိခိုမှုရှိပါတယ် volume ပြောင်းလဲရင် density လည်းပြောင်းလဲပါတယ်အဲ့တော့ rho varies 1 min v ဆိုတဲ့အဓိပ္ပာယ်ပါ mass ကတော့ဘာကြောင့်လဲဆိုတော့ mass က constant ဖြစ်လို့ပါ အဲ့တော့ပုံလေးတွေမှာလည်းဒီလိုပါပဲပူချောင်းထုတယ်တွေပွသွားတယ်ပွသွားတဲ့အခါမှာလည်းသိသေးစာလည်းပြောင်းလဲသွားပါမယ်အဲ့တော့ဒါတွေကတော့အရာဝတ္ထုတွေ substance တွေပေါ့ substance တွေပစ္စည်းတွေပေါ့ helium တွေ air water ice aluminum copper စသဖြင့်ပေါ့အဲ့ဒါတွေရဲ့ CGS system နဲ့ MKS system မှာရှိတဲ့ density တွေကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ Now example 5ကိုကြည့်ရအောင်။ The helium flying balloon has size of 6 meter radius ဟီလီယံမိုးလေဝသဘောလုံးဟီလီယံ gas ထက်ထားတဲ့မိုးလေဝသဘောလုံးပေါ့ဒါမှမဟုတ်မိုးရံပူပေါင်းပေါ့ဟီလီယံ gas ထက်ထားတဲ့မိုးရံပူပေါင်းပေါ့အဲ့တော့မိုးရံပူပေါင်းရဲ့အရွယ်အစရဲ့သူ့ရဲ့ radius က6မီတာရှိပါတယ်အဲ့တော့အဲ့ဒီမှာ6မီတာရှိတယ်ဆိုရင် find the volume နဲ့ mass နဲ့ helium ရဲ့ဒုတယ်နဲ့ mass နဲ့ကိုရှာပါနောက်တစ်ခုက find the mass of air displaced by the volume ဘောလုံးကဖယ်ထုတ်လိုက်တယ်လေးရဲ့ mask ကိုမေးတာပါအဲ့တော့ဒီမှာ assume လောက်အမှာ problem မှာလဲပုတ်စာမှာလဲပေးထားမှာပါ helium ရဲ့ density ဟာ0.164 kg per meter cube အဲ့တော့ air ရဲ့ density ကတော့1.3 kg per meter cube volume ရှာမယ်တခြားတို့4.3 pi r cube mass ကကြတော့ density into volume ဒီ rho ကနေပဲသွားတာပါ density equal to mass by volume အဲ့တော့ mass ကိုလိုချင်တဲ့ density နဲ့ volume နဲ့မြှောက်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ဒုတယ်ဒီ helium ဘောလုံးကြီးရဲ့ဒုတယ်ပေါ့အမှန်တကယ်တော့ဆက်ဝိုင်းရဲ့ဒုတယ်နဲ့အတူတူပါပဲဆက်ဝိုင်းရဲ့ဒုတယ်အတိုင်းသွားတာပါ4 by 3ပိုင်ရာကျူးနဲ့တွက်ပါတယ်အဲ့တော့ဒါလေးကိုတော့မှတ်ထားအောင်ဖြစ်ပါတယ်4 by 3ပိုင်ရာကျူးတကယ်လို့ပေးမထားရင်လည်းကိုယ့်ဘာသာကိုရအောင်ပါ 4v equal to 4 by 3ပိုင်ရာကျုနဲ့တွက်လိုက်မယ်ဆိုရင်လိုအပ်တဲ့ volume ရလာပါမယ်အဲ့ဒီအခါမှာ rho equal to mass by volume mass equal to rho အမြောက် volume ပေါ့ m equal to rho v ပေါ့ဒါနဲ့ရှာလိုက်လို့ရှိရင်ဒီချေတို့လိုအပ်တဲ့သူ့ရဲ့ helium ရဲ့ mass ကိုရပါလိမ့်မယ်အဲ့တော့ b ကကြတော့ mass အဲ့ဒါကလည်းဒီလိုဒီကနေပြောင်းသွားတာပါ m equal to rho v ကနေပြီးတော့ပဲပြန်တွက်ယူတာပါဒီချေတို့ အဲ့တော့လေးရဲ့ mask ကိုရပါလိမ့်မယ်။ဒူစာပြီးလေ့ကျင့်ကြည့်ရအောင်။ Now examine 6. Examine 6မှာ the concrete slab concrete ပြားတစ်ခုပေါ့။အုပ်ပြားတစ်ခုပေါ့။တစ်ခုက1.0 meter by 0.5 meter by 0.1 meter ။ဒါဒီလိုမျိုးတွေဘိုင်နဲ့ဘိုင်နဲ့ပေးထားတယ်ဆိုတာကျွန်တော်က1 meter အမြောင်0.5 meter အမြောင်0.1 meter အလျားအနံအမြင့်ပေါ့ဒါ ကွန်ကရစ်အုပ်ပြားရဲ့အလျားအနံ့အမြင့်ကိုပေးတဲ့သဘောပါဒီလိုမြင်လိုက်တာနဲ့ဒီချေတို့ဒုတယ်ရှားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုတန်းပြီးတော့သဘောပေါက်ရပါမယ်။ဒါကြောင့် volume ဟာ length အလျားရဲ့အကျယ်အမြင့်ရယ်ညှောက်လိုက်မယ်ဒုတယ်ရမယ်။နောက်သူ့ရဲ့ဒီကွန်ကရစ် slab က mass ကိုလည်းပေးထားပါပြီ။ mass ပေးထားတဲ့အတွက်ချေတို့က roi ကွဲတို့ MMB နဲ့ရှာတဲ့အခါမှာသူ့ဒီကွန်ကရစ်ရဲ့ density ကိုရမှာပါ။အဲ့တော့လေ့ကျင့်ကြည့်ကြပါနော်။ review စာဆိုင်လေးမှာ we say that the density of iron iron ရဲ့ density ဟာ7.9 gram per centimeter cube gram per centimeter cube လို့ပြောတဲ့အတွက်သူက cgs system ကိုပေးတာပါအဲ့ဒီကနေ kilogram per meter cube ကိုပြောင်းခိုင်းတဲ့အခါမှာ mks system ကိုပြောင်းခိုင်းတာဒါကြောင့်မလို့ဒီချက်တော့ဆက်သွယ်ချက်ကရှေ့တော့ chapter 1မှာတော့ဆက်သွယ်ချက်ကိုသိရမယ်1 kilogram မှာ 10 to the power minus 3အဲ့တော့1 kilogram 1 gram မှာဒီချက်တော့10 to the power minus 3 kilogram ရှိတဲ့အကြောင်းရယ် now 1 centimeter မှာ10 to the power minus 2 meter ရှိတဲ့အကြောင်းရယ်သိရပါမယ်ဒီဆက်သွယ်ချက်ကိုပြန်ပြီးတော့မှတ်မိမှရပါမယ်1 gram မှာ တန်ပေါ minus 3 kg 1 cm မှာတန်ပေါ minus 2 m ရှိတဲ့အကြောင်းအဲ့တော့ဒါကြောင့်မလို့7.9 g ကို1 cm ကျုနဲ့စားတဲ့အတိတ်ပဲပါအဲ့တော့ cm ကျု3ကဖြစ်တဲ့အတွက်တန်ပေါ minus 3 3ကဖြစ်မယ်ဒါကြောင့်တန်ပေါ minus 6 m ကျုဆိုပြီးတော့ဖြစ်ပေါ်လာတာပါအဲ့တော့လိုအပ်တဲ့သူရဲ့လိုအပ်တဲ့ unit ပြောင်းခိုင်းတဲ့ system ကို ပြန်ရပါလိမ့်မယ်စူးစမ်းပြီးတော့လေ့ကျင့်ကြည့်ရအောင်ခက်ဒီမှာကြည့်အောင် relative density of specific gravity နှာရသိသိချင်းနှာရသိသိစာပေါ့ specific gravity လို့လည်းခေါ်တယ်နှာရသိသိစာအကြောင်းပြောမှာပါ relative density is how much a substance is the denser than water relative density is also known as specific gravity နှာရသိသိစာဆိုတာကတော့ပစ္စည်းတစ်ခုဟာရေထက်ဘလောက်ပိုပြီးတော့သိသိစတဲ့ဆိုတာကိုဖော်ပြခြင်းပဲဖြစ်ပါတယ်သူ့ကို specific gravity လို့လည်းခေါ်ပါတယ် relative density equal density of substance အရာဝတ္ထုတစ်ခုရဲ့တိပ်သီးခြင်းကို density of water at 4 degree celsius အပူချိန်၄ degree celsius ရှိတဲ့ရေရဲ့တိပ်သီးခြင်းနဲ့စားလာပဲဖြစ်ပါတယ် relative density equal density of substance by density of water at 4 degree celsius as the density of water is 1 gram per centimeter cube in cgs unit then the density of substance can be taken as a relative density ဲ့တော့ဒီရဲ့အတိတ်ပဲကတစ်ချက်ပြောမယ်မှတ်နီးလွယ်အောင် ပြောမယ်ဆိုရင် density of water ပေါ့ density of water ကိုတစ်ချက်တို့က rho w နဲ့မှတ်လိုက်မယ်အဲ့တော့ CGS system မှာ1 gram per centimeter cube နော် rho water ပါပဲ MKS system ရော SI system မှာတော့1 1000 kg per meter cube နဲ့သွားပါတယ်။10 power ကီလိုဂရမ်ပါမီတာကျုဆိုတဲ့အဓိပ္ပာယ်ပါအဲ့နှစ်ချက်ကိုမှတ်ထားလိုက်မယ်ဆိုရင်ပုံစံအတွက်လည်းဘရောမမမအူပုံစံမှာပေးထားတာမထားတာကိုဘာသာကိုတွက်နိုင်မယ်ဒီချက်တော့နှိုင်းရတိတ်သီးစတိတယ်ဆိုတာနဲ့အလိုလိုဒီဒန်စတိရောဝါတာတိတယ်ပုံစံမှာနှိုင်းရတိတ်သီးစကိုပေးထားမယ်အာဒီတန်ဘောပေါ့ဒီချက်တော့အတူကအာဒီပေါ့အာဒီတန်ဘောကိုပေးထားတယ်ဆိုရင် density of water at 4 degree celsius ကအမြဲတမ်းမှတ်ရမှာက rho w equal to ဒီနှစ်ခုကိုမှတ်ထားလိုက်မယ် ဒီနှစ်ခုအမှတ်ထားလိုက်မယ်ဆိုတာနဲ့တပြိုင်တည်းစားလိုက်ရုံပဲအဲ့တော့ဒီ density of substance မတည်သေးဘူးပေါ့ဥပမာမတည်သေးဘူးဆိုရင် relative density ကို density of water နဲ့မြှောက်လိုက်တာနဲ့ density of substance ကိုရပါလိမ့်မယ်အကယ်၍ density of substance ကိုမပေးထားဘူးဆိုရင်နှာရသိသေးစာတစ်ခုပဲပေးထားမယ်ဆိုရင်ဒါ understood အလိုလိုသိရမှာပေါ့နော်ဒါဆိုရင်မမားနိုင်တော့ဘူးအဲ့တော့ for example the density of aluminum 2.7 gram per centimeter cube ဆိုတဲ့အဓိပ္ပာယ် relative density of aluminum 2.7ဒါဆိုရင် relative density ratio ဟာ density နှစ်ခုရဲ့အချိုးဖြစ်တယ်ဘယ် density လဲ density of substance ဆိုတာ density of aluminum နဲ့ density of water ရဲ့အချိုးဖြစ်ပါတယ်ဒါကြောင့်မလို့ relative density ရဲ့ unit က unit less ပါ without unit unit less ဖြစ်ပါတယ် unit မရှိပါဘူး density density ချင်းခြေသွားတဲ့အတွက် unit မရှိဘူး unit less ပဲဖြစ်ပါတယ် ာခီမီဒီပရင်စ်ပဲ250 BC လောက်တောင်အောင်ပေါ်ခဲ့တယ်အာခီမီဒီနေရာမှာအာခီမီဒီစင်းမြင်းမှာ part 1 one and object is partially or totally immersed in a liquid the object displays liquid volume that is equal to the volume of immersed portion ဒီစာကြောင်းရဲ့အဓိပ္ပာယ်ဆိုလိုရင်းကတော့အရာဝတ္ထုတစ်ခုဟာအရေတစ်ခုထဲမှာဒစိတစ်ပိုင်းဖြစ်စေဒါမှမဟုတ်အားလုံးဖြစ်စေနစ်မြုပ်နေမယ်ဆိုရင်အဲ့ဒီအရာဝတ္ထုဟာသူ့ရဲ့နစ်မြုပ်နေတဲ့အပိုင်းရဲ့ ုတယ်နဲ့ညီးများတဲ့အရေတွေကိုအရေတွေကိုဒါမှမဟုတ်အရေတွေရဲ့ဒုတယ်တွေကိုဖဲထုတ်လိုက်တာပဲဖြစ်ပါတယ်။ဒါဟာအာခိမီဒီရဲ့ရှာဖွေတွေ့ရှိခဲ့တဲ့နေရာမှာစီမင်းတစ်ခုပဲဖြစ်ပါတယ်။နောက်ပတ်တူ the loss in weight of the object is equal to the weight of liquid displaced or the upward thrust eddy on a body which is immersed partially or totally in a liquid is the equal to the weight of the liquid displaced by the body အပိုင်းနှစ်မှာတော့ပို့ပြီးတော့တေချာပို့ပြီးတော့နားလည်အောင်ထပ်ပြောရမယ်ဆိုရင်အပိုင်းနှစ်မှာကြတော့သူကအရာဝတ္ထုတစ်ခုရဲ့ယော့သွားတဲ့အလေးချိန်ဟာဖယ်ထုတ်လိုက်တဲ့အလေးချိန်ရဲ့တူတယ်ဒါမှမဟုတ်အရေးတစ်ခုထဲမှာတချို့တဝက်ဖြစ်ပါစေဒစိတပိုင်းဖြစ်ပါစေဒါမှမဟုတ်အားလုံးဖြစ်စေနစ်မြုပ်နေတဲ့အရာဝတ္ထုတစ်ခု ပေါ်ကိုတက်ရောက်နေတဲ့ပင်အားဟာအဲ့ဒီဝိထုကဖယ်ထုတ်လိုက်တဲ့အရေးရဲ့အလေးချိန်နဲ့တူတယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။ upward stress equal uplift force equal buoyancy equal weight of the liquid debris upward stress ဆိုတာလည်းပင်အားပဲ uplift force ဆိုတာလည်းပင်တင်အားပဲ buoyancy ဆိုတာလည်းဖောက်ကုန်ဖောက်ကုန်ဆိုတာဥပမာရေထဲမှာတချို့တို့ဒီမြစ်ထဲတို့ချောင်းထဲတို့ကန်ထဲတို့ဆင်းလိုက်ပြီးဆို ကိုခန္ဓာကိုပော့တယ်လို့မျိုးခံစားရတယ်ဖော့ကုန်ပေါ့အဲ့ဒါကိုပြောတာပင်အားပဲအတူတူပဲအဲ့ဒါ weight of liquid displacer အရင်ကနေပြီးတော့ဒီအရာဝတ္ထုကိုအဲ့အရင်ကိုဖယ်ထုတ်လိုက်တဲ့အရာဝတ္ထုနဲ့ညီများတဲ့အလေးချိန်ကိုဖယ်ထုတ်လိုက်တဲ့အလေးချိန်ကိုပြောတာပါအဲ့တော့ by archimedes principle weight of body is more than buoyancy or upward thrust it will sink in the liquid substance heavy relative density greater than 1 well sink in water archimedes ရဲ့နေရာမှာအရာဝတ္ထုတစ်ခုရဲ့အလေးချိန်ဟာပင်အားထက်ကြီးမဲ့ဆိုရင်ဝတ္ထုဟာအရေထဲကိုနစ်မြုပ်မဲ့နှိုင်းရသိသိချင်းတစ်ထက်ကြီးတဲ့ပစ္စည်းတွေဟာဆိုရင်ရေထဲကိုနစ်မြုပ်မဲ့လို့ဆိုလိုချင်တဲ့အဓိပ္ပာယ်ပါ archimedes and the crown archimedes နဲ့တရဖူအကြောင်းပေါ့ kings of syrax was subsequent with his crown. King led Archimedes to test whether the crown was made of pure gold. The crown had mass 3.75 kg or 3750 g as the density of gold is 19.3 g per centimeter cube. The crown must have volume 194 cm cube. Archimedes found that the volume by his principle part 1 was 315 cm cube. Okay, Archimedes နဲ့တရဖူအကြောင်း ကိုပြောပြရမယ်ဆိုရင်အာခီမီရီရှိနေတဲ့ပြည်နယ်ပေါ့အဲ့ဒီပြည်နယ်မှာဆရာချီဆိုတဲ့အီတလီနိုင်ငံရဲ့ပြည်နယ်တစ်ခုရပါရှိတဲ့ဘရင်ဟာသူ့ရဲ့တရဖူကိုသူကတန်တရာရှိတယ်။အဲ့ဒီတရဖူမှာ ရွှေစစ်နယ်လောက်တာ ဟုတ်မဟုတ်သိနိုင်ဖို့အာခီမီဒီကို စစ်သက်ဆက်သက်ခိုင်းတယ်စစ်ဆေးခိုင်းတယ်။တရဖူရဲ့ drug to mass ာ3.75 kg ရှိတယ်။ရွှေရဲ့ density ကကြတော့19.3 gram per centimeter cube ဖြစ်တဲ့တရဖူရဲ့ဒုရေဟာ194စင်တီမီတာကျူးရှိတယ်။အာခီမီဒီယာသူ့ရဲ့နေရာမှာတစ်အရာတရဖူရဲ့ဒုရေဟာ315စင်တီမီတာကျူးရှိတဲ့အကြောင်းကိုတွေ့ရှိခဲ့တယ်။အဲဒီနောက်အာခီမီဒီဟာဘယင်ကိုပြန်ဖြေတယ်။တရဖူဟာရွှေစင်မဟုတ်တဲ့အကြောင်းကိုအဖြေပေးခဲ့တယ်။ရောထည့်ထားတဲ့တတုကတော့ဒီတရဖူထဲမှာရောထည့်ထားတဲ့ရွှေနဲ့အတူတူရောထည့်ထားတဲ့တတုကတော့ကော်ပါပဲဖြစ်တယ်။ ။ဘာကြောင့်လဲဆိုတော့ကော့ပါကရွှေနဲ့အယောင်တူးနေလို့ပါ။ Then he answered to the king that the crown was not pure gold. အဲ့တော့ဘယင်ကြီးကိုသူကအဖြစ်ပြန်ပေးခဲ့တယ်။တရဖူဟာရွှေစင်မဟုတ်တဲ့အကြောင်း။အဲ့တော့အဲ့ဒီရွှေတဲ့ဟာရောထားတဲ့တတုတမျိုးစားကတော့ကော်ပါဖြစ်တဲ့အဲ့ဒီကော်ပါဟာရွှေနဲ့အယောင်တူနေလို့ပါ။အဲ့တော့ The mass of gold in the crown is Mg and mass of copper B M C U MG can be calculated by solving this simultaneous equation ဒီ equation နဲ့တွက်ထုတ်လိုက်တဲ့အခါမှာသူကကော်ပါနဲ့ဂိုးရဲ့ပေါင်းခြင်းဟာနှိုင်းရသိသိစာ3750 gram ရှိတယ်လို့ဖော်ပြလို့ရပါတယ်ဒါ gram နဲ့ဖော်ပြထားခြင်းဖြစ်ပါတယ်ကော review exercise review exercise မှာ that related density of sulfur is 2ကဲ rdo ပေးထားပြီဒီချက်တို့ဒါ rdo ပေးတာ RD ပေါ့နော် relative density find the volume 1 kg sofa sofa ရဲ့ volume ကရှာခိုင်းတာဒါက 1kg လို့မြင်လိုက်တာ ਨੇ ဒီမှာအမြဲတမ်းသူကမှားတတ်ပါတယ် volume of လို့ပြောလိုက်တာ ਨੇ volume ကို v = 1kg တန်းရေတက်ကြတယ်အဲ့လိုမဟုတ်ဘူးเนาะရှာခိုင်းတာက volume 1 kg mass ရှိတဲ့ sapphire ရဲ့ဒုတယ်ကိုရှာခိုင်းတာကဲရေရဲ့ density ကိုလည်းပေးထားတယ်တကယ်လို့မြတ်ပေးမထားလို့ဆိုလည်းဒီချက်မှန်ပြီးပြောထားပါတယ် rowata block CGS မှာဆိုဘလောက် MKS မှာဆိုဘလောက်ရှေ့မှာဖော်ပြထားတာဖြစ်တဲ့အတွက်ဒီ density of water ကိုပေးခြင်းမပေးခြင်းကိုတိတ်ထက်တွက်စရာမလိုပါဘူးအဲ့တော့ပေးရင်တော့ပို့ပြီးတော့လွယ်ကူတာပေါ့နော်မင်းတို့အတွက်တွက်ဖို့အဲ့တော့ relative density of sulfur မှာ density of sulfur by density of water အဲ့တော့နှိုင်းရတိတ်သီးစာကိုထက်တွက်လိုက်မယ်ဆိုရင် ဒန်စတီရောဆာဖာအဖြစ်ရပါလိမ့်မယ်အဲ့တော့ Roy Guedo MIV နဲ့တခါ volume ကိုပြန်ပြီးတော့တွက်ထုတ်လို့ရပါတယ်ဆာဖာရဲ့ mask ကိုပေးထားတာဖြစ်တဲ့အတွက်သူ့ရဲ့ဒန်စတီကိုသိပြီဆိုတာနဲ့ဆာဖာရဲ့ volume ကိုတွက်ထုတ်လို့မင်းတို့လိုချင်တဲ့အဖြစ်ကိုရပါလိမ့်မယ်ကဲဒီနေ့တင်မဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲကဲပြန်ပြီးတော့စူးစမ်းလေ့ကျင့်ကြရအောင်เนาะအားလုံးကိုကျေးဇူး